ယနေ့ညကတော့28လ88ကျွန်တော်ရဲ့မွေးနေ့ဖြစ်တယ်လို့လိုင်းပေါ်မှာလည်းလူသိရှင်ကြားပေါ့ကိုစနေထူးခြားတဲ့ညဖြစ်ပါတယ်အဲ့တော့ယနေ့ညမှာပေါ့ကျွန်တော်ကဒိဋ္ဌံကို17ရက်ဝင်มาဖြစ်ပါတယ်ဒိဋ္ဌံ17ရက်ဝင်မဲ့ညပေါ့ဗျာအဲ့တော့အထူးရေးကြီးပါတယ်ဘာရေးကြီးလဲဆိုတော့ဘာသာတူခြင်း င်းမတူခြင်းနဲ့မဆိုင်မဲနဲ့ဘာသာတိုင်းလူသားတိုင်းလူမျိုးတိုင်းအရေးကြီးတဲ့အရာလေးကိုပြောပြမှာဖြစ်ပါတယ်။မွေးနေ့လက်ဆောင်ဖြစ်ပေါ့နော်။အဲ့တော့ကျွန်တော်မနေ့ကကျွန်တော်ဖယားမှာပေါ့နော်။သူကသူကတစ်ကျွင်းပြတစ်ကျွင်းမဟာဗုဒ္ဓတစ်ကျွင်းသမားအောင်လန်းထု ထူဆိုတဲ့အင်္ဂါနိုင်ရသူကထုံးမှဖြစ်နေတယ်။သူကဘာလဲဆိုတော့တောက်ကြသမီးပဲ။တောက်ကြသမီးလည်းဖြစ်တယ်အင်္ဂါနိုင်ကအထုံးမှရှိတယ်။အဲ့တော့နောက်ပြီးနမကရတိုင်မှာကျွန်တော်တို့ဒီစပေါ့ပေါ့နော်။ဒီကျွန်တော်တို့ဒီအင်္ဂါကနေပြီးတော့စေအောက်ကိုသူအမမာသူ သူကနေရောမူလပါနော်သူជីပွဲအောင်ပြီးတော့လန်ထူစစ်ဆိုတော့သူကနဝင်းပေါ့ဟိုစပွတ်ဂျူဖြစ်ပေါ့နော်သူကအင်္ဂါလည်းရှိတယ်အဲ့တော့ဒီဘအထွန်းလည်းရှိတယ်သူ့ရဲ့တောက်ကြကလည်းယာစမှာဆိုတော့ပတ်ခလည်းလွတ်တယ်နော်တိုင်းစင်မှာလည်းနဝင်းတိုင်းစပွတ်ဆိုတဲ့ဂျူကြီးလည်းဖြစ်တယ်ဖြစ်တဲ့အခါကျတော့အများသောမြင့်သူက ကျွန်တော်တို့နှုံးစည်းပညာရပြောမယ်ဆိုဒီဆရာကြီးဦးကြမြင့်ရပေါ့နော်ဒီမှာဆရာကြီးဦးကြမြင့်ရနှုံးစည်းပညာအရာကျွန်တော်တို့ပြောမယ်ဆိုရင်အဓိကကသူကအင်္ဂါနှဝင်းရတာပေါ့အင်္ဂါနှဝင်းရတဲ့အခါကျတော့ကျွန်တော်ကစံစီစေးစောက်ကိုပုံမှန်လှူပေးပါအဲ့ဒါဆိုရင်ဒီကောင်းကျိုးမင်္ဂလာအဖျက်ဖျားတွေပြည့်ပြည့်တယ်ပေါ့နော်အဲ့တော့စံစီစေးစောက်ကိုကျွန်တော်တို့မြန်မာနိုင်ငံမှာတော်တော်များများဗုဒ္ဓဘာသာဝင်တိုင်းကတော့လှူကြတာပဲလှူကြတယ်ဆိုပေမဲ့ ဒီမာဘုတ်အကျွင်းအရာကိုဂျိုရီကတိဆောက်ပုံကိုနောက်သူ့ရဲ့အင်္ဂါဂျူရဲ့နမကရတိုင်ကိုဆိုတော့သူ့တော့ကပူပြီးအကျိုးများစေတာပေါ့အဲ့တော့ဆရာရဲ့ကျွန်မလူပါတယ်ပေါ့နော်ဒါပေမဲ့အစ်မပြေလို့ဆရာရှိကြတာပေါ့ဘာဒါကိုလှူတာပေါ့နော်ပထမဆရာကဒီလိုပဲပေါ့ဆရာလိုပဲပေါ့နော်ဒီအင်္ဂါနဝင်းရတဲ့အတွက်ကြောင့်ဒီစံစီစားစီအင်္ဂါနံကိုလှူခြင်းအပြင်ကောင်းကျိုးတွေဖြစ်မှာ ကျွန်မလှုပ်တယ်ပေါ့နော်ဒါပေမဲ့အကျိုးမရဘူးအဲ့တော့ခင်ဗျားလူပြွားရင်ဘာတွေလှုပ်လဲဆိုတော့ကျွန်မကစွန့်ပလိုက်တယ်ဘလို့စွန့်တာလဲဆိုတော့လူပဲပြစ်လိုက်တာပဲဟာခင်ဗျားကုသိုလ်ပဲရတာပဲလူကျိုးမှမများတာလေအဲ့တော့ကျွန်တော်ပြောပြမယ်လို့ခင်ဗျားစံစီစေးစားကိုလူတဲ့အခါမျိုးမှာမေတီလရှင်လောင်းအောင်စံကိုနိုးစီဘူးပါပေါ့နော်စီဆိုလဲငါကြက်သားပေါ့စားဆိုလဲပေါ့နော်ထုတ်ပေါ့နော်အဲ့အထုပ်ဟိုလေးပေါ့နော်နောက်ပြီးတော့ဆေးဆိုလဲပေါ့အဲ့လိုပေါ့နော် ိုနှလုံးသုံးလုံးလောက်တက်ပြီးတော့ဖះကစွန့်ပြီဆိုတာနဲ့မေဒီလာရှင်ဒါမှမဟုတ်တက်ကြီးရွယ်ဦးဒါမှမဟုတ်နေတိုင်းမကောင်းတဲ့လူဓာတ်တွေကိုပြန်လှူရမှာလူချင်းအဖြစ်ခမရအကျိုးကျေးဇူးများမှာဗောလူခမရကဖះလှူပြီးတော့စံစီစည်းစားလှူပြီးတော့ခမရဒီတိုင်းမဲ့ဟိုလှူတော့ခမရသူပါစင့်ခံဗောလောင်းလို့မရလှူလို့မရတဲ့အနေထားမျိုးနဲ့သူကဖះလှူတာ ဟိုဒီဆေးဆိုလဲတလုံးလောက်ပေါ့နော်ပြီးတော့ဒီတိုင်းမှာလွတ်လိုက်လွတ်ပြတဲ့ကဲတော့ကုသိုလ်ပဲရပြီအကျိုးမများကြီးဖြစ်တာပါအဲ့တော့ခင်ဗျဒါဘောပဲဆက်လို့ပါပထမဆရာကြီးကမပြည့်စုံပါပါအဲ့တော့ကျွန်တော်တို့တွေကစမ်းစီဆေးစားလှူတဲ့အခါကျရင်ကျွန်တော်တို့အကျိုးများအောင်လှူစေချင်ပါတယ်နောက်ပြီးတော့ကျွန်တော်တို့နေသားတိုင်းနေသားတိုင်းမှာအကျိုးကုသိုလ်လဲရအကျိုးလဲများဆုံးအလှဆိုတာတက်တက်ရှိပါတယ်အဲ့တော့ကျွန်တော်တဖြည်းဖြည်းနဲ့တော့နောက်ပိုင်းတော့တင်ပြသွားမှာပေါ့နော်အခုလောလောဆယ်ကတော့ကျွန်တော်ကဒီအမှားယွင်းမှုလေးတွေကိုအကန့်တလိုင်းပုံစံမျိုးဖြစ်နေတာပါเนาะအမှားယွင်း ေးတွေကိုကျွန်တော်အဓိကထားယူလို့တာပါအဲ့တော့ကျွန်တော်တို့ကစွန်းတွေကိုစွန်းပစ်တဲ့ခါကြရင်စွန်းတွေစွန်းတဲ့ခါကြရင်တချို့ကြတော့လေစွန်းဆိုတာကတချို့ကြတော့လေဒီမြတ်စွာဘုရားကိုတက်တက်ရှိစင်တင်ရှားပုံစံမျိုးနေမှာနော်ဒီကျွန်တော်တို့ဖုန်းကြီးစွန်းကတ်တယ်လို့ကတ်လို့တချို့ကြတော့လေလက်တဝါလောက်ရှိတဲ့စွန်းမကန်လေကတ်လို့တာဟုတ်ပြီဘယ်လိုပဲကတ်လို့ကတ်လို့ကဲလို့ဒီဖျားစွန်းတော့စွန်းတဲ့အရာကိုကျွန်တော်စေဝါအဖြစ်ပြန်လဲသုံး စောင့်ဒီတဲ့အနေထားမျိုးမဟုတ်ဘဲနဲ့ဒီတိုင်းဆုံးပြမယ်ဆိုဒီတိုင်းဆုံးပါနဲ့စားသင့်စားထိုက်တော့ဤအရာကိုစားသင့်စားထိုက်တော့ပုံကူများဝဝလေးနဲ့စားသုံးပါစီဆိုတဲ့မြစ်တာစိတ်ဒါနစိတ်လေးနဲ့စွန့်ခြင်းအပြင်ဖျောက်လူတဲ့ကုသူရောအကျိုးများစေတဲ့တကြကောင်းကျိုးတွေဖြစ်ထွန်းပါအဲ့တော့ကျွန်တော်ခုနပြောတယ်လူမျိုးမယွေဘာသာမြည်အကျိုးများစီတဲ့ဆိုတာကျွန်တော်တို့ဒီကဟင်းဒီခင်းရွက်တွေပဲ အဟောင်းလို့နွမ်းလို့စွန့်စွန့်ခင်းကြထမင်းကြနေပဲစွန့်စွန့်နောက်ပိတ်ဆုံးပြလက်ကလေးနဲ့စီးပြီးထမင်းလေးလေးငါးစီးလောက်ပဲပကံကဟောက်ပဲသွန်သွန်စားသင်းစားတိုက်တဲ့ပုပ်ကူတဲ့ဘွားကြီးစားဘွားကလည်းစားကြပါစီဆိုတဲ့ဟာလေးကိုအပတ်မကြည့်ပါဘူးဒါလေးကိုစွန့်ရအပြင်ကျွန်တော်တို့ကလက်စီးတိုင်းလက်စီးတိုင်းပကံစီးတိုင်းစီးတိုင်းဘာလေးပဲစွန့်ပြီးစွန့်ပြီးကျွန်တော်တို့ကကုသူများများစီပါတယ်နောက်တစ်ချက်ကကျွန်တော်တို့တွေက တပိပန်းပြီးတက်ကိုင်းနေချိုးပြီးတော့ဒီတိုင်းစွန့်ပြစ်မဲ့အစားကျွန်တော်ကနောက်ထပ်ဘာခွန်နေဖြစ်ကျင်လဲဆိုမြေကြီးလေးတူပြီးတော့တချို့နေရာတွေကတော့မြေကြီးမရှိဘူးကွန်ကရစ်တွေပေါ့နော်အဲ့တော့စွန့်ပြစ်တဲ့ကကျတော့အမိုက်ပုံမှာတက်တက်ရဲ့ရဲ့ပေါ့နော်အဲ့တော့မဟာပထဝီမြေကြီးအတွက်မြေဩဇာဖြစ်ပါစေတည်းဆိုပြီးတော့ကျွန်တော်တို့ကပန်းမယ်စွန့်စွန့်အဲ့တော့အမျိုးသမီးတွေဆိုပန်းနေစွန့်တာပေါ့နော်ပန်းနေစွန့်တဲ့အခါကျတော့ နော်တို့တွေကတချို့တိုက်ခန်းနေနေတဲ့လူတွေဆိုအမိုက်ပုံတို့ဘာလို့စွန့်တာဗောလေအခုကနောက်ပြီးလမ်းကြားတွေပါကြီးအမိုက်ပြစ်လို့မရတဲ့အနေအထားမျိုးတွေရှိတဲ့တော့ကြောင့်အမိုက်ပုံတွေပါကြီးစွန့်တဲ့ခါကျတော့မဟာပထဝီမြေကြီးတို့မြေဩဇာဖြစ်ပါစေတည်းဆိုပြီးတော့နှုတ်ကရွတ်ပြီးတော့လူမဲ့ဆိုကောင်းကျိုးတွေအများကြီးရပါတယ်ဗျာလှုပ်ကြည့်ပါအဲ့တော့ဇဏိကံပါကံဇဏိတိဆိုတဲ့အတိုင်းပဲကျွန်တော်တို့ကစေတနာကံကာမဘိက္ခဝေတဲ့ကျွန်တော်တို့စိတ်စေတနာ အယုံညှို့မှုဟာညှို့မှုကောင်းရင်ကောင်းတယ်လို့ကျွန်တော်တို့တွေနေ့စဉ်များကောင်းကျိုးတွေကုသိုလ်တွေဖြစ်ပါတယ်ကျွန်တော်တို့အဟာရဟိုဓာတ်တွေပေါ့နော်ခန္ဓာကိုယ်အတွက် deliver ကိုမိဝဲကြတာပေါ့နော်အစာအဟာရမိဝဲတယ်မျက်လုံးအပြည့် ချင်းတွေကိုတင်းတင်းလျောက်ပဲတရားမိမိဝဲတယ်အထီးတွေ့အားဖြင့် fortify ယုံဆိုပြီးတော့ deliver တွေမိမိဝဲတယ်အဲတောတာယုံဆိုပြီးတော့ကုတ်တက်စိတ်တက်ကြွချင်းစိတ်ကိုကြည်နူးခြင်းဆိုတဲ့အတန်တွေဆိုဒါတွေကိုကျွန်တော်တို့ကတောတာယုံအဖြစ်ကျွန်တော်တို့အာဟာရတွေမိဝဲတယ်အဲ့တော့ဘယ်လိုပုံစံနဲ့အာဟာရတွေမိဝဲပါစေအဲ့တော့ကျွန်တော်တို့ကဒီစိတ်ဆိုရမနောအာဟာရကိုကုတ်တူကောင်းမှုနဲ့ရှင်ပြီးတော့ခုနကလိုပေါ့နော်အဲ့တော့ organic ဖြစ်စေတဲ့အရာတွေပေါ့အသီးအနှံတွေပေါ့ဂိုင်းတွေ ပြပြတီရွက်ဒီပဲပြပြဆွတ်ပြတဲ့အခါတိုင်းမှာကျွန်တော်တို့ဒီကမြမမဟာပထဝီမြေကြီးတို့ကမြေဩဇာဖြစ်ပါစေဆိုပြီးတော့စိတ်ညွတ်နူးခြင်းအပြင်နောက်ပိုင်းဘာတွေဖြစ်လာတာဒီလားကျွန်တော်တို့ရဲ့ဒီစိတ်တကိုးတွေမြင်လာတဲ့အများကျွန်တော်တို့အတွေးခေါ်တွေအိုက်ကျူတွေပါမြင်လာတဲ့ခါကျတော့ဒီပလတ်စတိတ်တွေကတော့မြောင်းတွေကိုစွန့်ပြင်ရင်တော့မဟာပထဝီမြေကြီးတို့ပတ်ဝန်းကျင်အနောက်ချက်ပစ္စည်းတွေဆိုတဲ့ အတွေးခေါ်မျိုးတွေကျွန်တော်တို့ကခေါင်းထဲမှာရင်ဘတ်နှလုံးသားထဲမှာဖြစ်ထွန်းစေပါတယ်ဖြစ်ထွန်းစေတဲ့အတွက်ကြောင့်ကျွန်တော်ကအမိုက်ဒီမှန်သမျှကိုကုသိုလ်ဖြစ်ပြောင်းလဲပြီးတော့စွန့်နိုင်ပါစေဆိုပြီးတော့ကျွန်တော်ကဒီနေ့မွေးနေ့အတွက်ဒါလေးကိုကောင်းကျိုးပေါ့နော်အမိုက်ထဲကနေပြီးကုသိုလ်ဖြစ်ဖို့အတွက်ဒါလေးကိုတင်ပေးလိုက်ရပါတယ်ဗျာခုနှစ်ရသားသမီးတွေ ဘာဒီပဲစွန့်စွန့်ကုသိုလ်ဖြစ်အောင်စွန့်နိုင်ပြစ်နိုင်ကြပါစေလို့ပြောရင်းနဲ့ခုနှစ်သားသမီးစိနေနံဘွားအလုံးစုံလုံးယနေ့မှစပြီးတော့ကြံတိုင်းဆိုင်ကြံတိုင်းအောင်ပြီးတော့ဆောင်းတိုင်းပြီးမြောက်ပြီးတော့လိုရခကြီးကိုတဏ္ဍမမတ်နဲ့အနောက်ရှက်မရှိပဲရောင်းနိုင်ပါစေဗျာ။